ချစ်တော်တရရှင်တာမမိတ်ဆေပေါင်းတော်မင်္ဂလာပါယခုလိုမင်္ဂလာရှိတဲ့နေ့ရက်တစ်ပတ်ဘုရားသခင်ကျွန်တော်အားလုံးအတွက်အကောင်းဆုံးမောမှန်ပေးပြီဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်ကိုအကောင်းတကအကောင်းဆုံးနေတဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းကိုပြင်ဆင်ပေးတာဖြစ်တယ်ဒါကြောင့်ဘုရားရဲ့အစီအမံတွေဘုရားရဲ့ပြင်ဆင်ပေးတဲ့အရာတွေအားလုံးကကျွန်တော်အတွက်အလုံးမပြင်ကောင်းမြတ်တယ်ဒါကြောင့်ကောင်းမြတ်တဲ့စုကျေးဇူးတွေကိုခံစားတဲ့ဘုရားရဲ့သားသမီးရောက်တိုင်းယနေ့ ။တာယာတော့နေ့တစ်တစ်ဖန်မှာလည်းပဲစိတ်ရောကိုပါရှင်လန်းချမ်းမြေ့ကြပါစေ။ချစ်တတ်မိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲချစ်တတ်မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ပါတော့ရှင်။ခရစ်တော်ခရစ်တော်ရှိပြီလို့ပြောနိုင်ပြီလား။နော်။ဒီနေ့ကျွန်တော်ရတက်တာမှာတော့ရှင်တင်းရဲ့စိတ်နှလုံးသားထဲမှာ ခရစ်တော်ရှိနေပြီလို့ပြောနိုင်ပြီလား။ဒီနေ့ကျွန်တော်ကိုယ်တိုင်ကပြန်လည်ပြီးတော့ဒီမေးခွန်းလေးပြီးခဲ့တဲ့ရက်ကတော့တင် night ခရစ်တော် night ရှိပြီလား။တင်ဟာတော့ရှင်ခရစ်တော် night ရှိပြီလား။ ယခုကတော့သင်စိတ်နှလုံးထဲမှာခရစ်တော်တကယ်ရှိပြီလို့ပြောနိုင်ပြီလားဒီနေ့ဒီမိကုံလေးကိုကျွန်တော်အားလုံးဖြည့်သွားကြရအောင်เนาะဒါကြောင့်ခရစ်တော်ကျွန်တော်စိတ်နှလုံးထဲမှာခရစ်တော်တကယ်ရှိပြီလို့ပြောနိုင်ဟောနိုင်သတိခံနိုင်တဲ့ဖခင်သားသမီးများဖြစ်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်ဖခင်သားသမီးမှန်ရင်ဖခင်ရဲ့ပုံရိပ်ကိုအမြဲတမ်းပဲကျွန်တော်အားလုံးကပေါ်လွင်အောင်ဖော်ပြနိုင်အောင်မှာဖြစ်တယ် ကျွန်တော်ရဲ့သွာလာနေထိုင်ကြင်ကြံကျွန်တော်စိတ်နေသဘောထားကစသူတော်ဘာရဲ့အလယ်မှာထိမိ၍လဲเสียမှဖြစ်စေပဲနဲ့ထိမိ၍တိဆောက်เสียဖြစ်ဖို့ရန်အတွက်ယနေ့ကျွန်တော်ကတော့ရှင်ရှင်တန်ပြသဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်မိတ်ဆွေပေါင်းတို့ဒါကြောင့်ရှင်ရောခရစ်မြပရမဆောင်ခန်းကြီး3ပိုက်ငယ်1ကိုကြည့်တဲ့အခါမှာဖယားသခင်ဤသားတော်ဟုခေါ်ခေါ်ချင်း အခွင့်ကိုငါတို့သည်ရမည်အကြောင်းဖယားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုစင်ကျင်ကြလော့ ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်ဖယားသခင်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဖယားရဲ့ချစ်ခြင်းမေတ္တာကလို့ရှင်ဘလောက်ကြီးမားတယ်လဲဆိုတာကိုယနေ့ကျွန်တော်ကအမြဲတမ်းပဲကြည့်ရှုစင်ကြင် အောင်းမိနေရမှာဖြစ်တယ်ဖယားရဲ့အချစ်နဲ့ထိုက်ထိုက်တန်တန်နဲ့ကျွန်တော်ကရရှိနေတာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်အားလုံးကအပြစ်သားတွေဖြစ်တယ်မထိုက်တန်တဲ့ဒီလောကကြီးမှာယေရှုခရစ်တော်ကကြွအမြန်းလာပြီးတော့ကျွန်တော်တို့အတွက်အချစ်တွေကိုပုံလွှဲဩပြီးတော့သူကပေးဆက်ခဲ့တာဖြစ်တယ် ဂါရမောမှာအသက်ပေးပြီးတော့အသွေးတော်ကိုစွန့်ပြီးတော့ကျွန်တော်တို့ကိုတကယ်ပဲသူဟာတကယ်ချစ်ခင်နှစ်သက်ပြီးတော့သူ့ရဲ့အချစ်တီအချစ်စစ်ချစ်မှန်တဲ့လုံးဝသူချင်းအကပင်မေတ္တာနဲ့ချစ်ချောင်းကိုသူကပြသက်ခဲ့တာဖြစ်တယ်ချစ်တတ်မိစေပေါ့နော်ဒါကြောင့်ဖရားရဲ့အချစ်တီတည်ငါမဟုတ်ဘူးဖရားရဲ့ချစ်တီထာဝရဖြစ်တယ်ယာသက်ပံဖြစ်တယ်ဒါနဲ့လူတွေရဲ့အချင်းချင်းပေါ်မှာချစ်တဲ့ချစ်ချင်းမေတ္တာကတည်ငါလေးပဲဖြစ်ကြတယ်ခိတ္တခဏတော်တင်လေးပဲတွေ့တော့ကြုံလို့ချစ်ကြတာဖြစ်တယ် နော်တသက်စာအတွက်ပဲချစ်နိုင်မှာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖယားကတော့ထာဝရအတွက်ချစ်တင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖယားသခင်ရဲ့ဒီလောက်ကြီးမားတဲ့ချစ်ချင်းမေတ္တာကိုတမားချမ်းသာကပါပဲအဘယ်မြောက်လောက်ချစ်တော်မူသည်ကိုကြည့်ရှု စင်ကြင်ကြလောအောင်းမေ့ကြလောတဲ့ကျွန်တော်အားလုံးကဖယားရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ကတော့ရှင်တန်ဖိုးထားပြီးတော့ကျွန်တော်ရဲ့ဘဝတတံမှာရှင်တန်ဖို့ရန်အတွက်အလွန်မပင်အရေးကြီးတယ်ဖယားချစ်ချင်းမေတ္တာနဲ့တကယ် ထိုက်ထိုက်တန်တန်ရရှိထားတဲ့ဖယားသားသမီးဖြစ်ချောင်းကိုယနေ့ကျွန်တော်ကတကယ်ပဲပေါ်လွင်အောင်ကျွန်တော်ကတို့ရှင်ဖော်ထုတ်ပြသပြီးတော့အသက်ရှင်သွားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာတို့ရှင်ကျွန်တော်တို့အထင်းလိုက်ဖယားရှိနေပြီဆိုရင်ကျွန်တော်တို့နဲ့အတူဖယားရှိနေပြီဆိုကျွန်တော်ကဘာတွေများလို့အောင်မလဲဒီနေ့ဖယားသခင်ရဲ့သားသမီးဟာတို့ရှင်ထင်ရှားဆိုင်ပြီးတော့ကိုလှုပ်ချင်တာကိုရှောက်ချင်တာရှောက်နေမယ်ဆိုရင် ဒီနေ့ချက်တမိတ်ဆွေပေါင်းတို့နှလုံးသားထဲ၌ခရစ်တော်ရှိပြီလို့ပြောလို့ရမလားเนาะဖခင်ကိုယုံကြည်တယ်ပြောတယ်ဖခင်သားသမီးဖြစ်ကြောင်းကိုကျွန်တော်ကပြောနေကြတယ်ဖခင်ကြောင်းသွားတက်ကြတယ်เนาะပြီးရင်ဖခင်တရားရေးလုပ်ငန်းတွေမှာလည်းပဲပါဝင်ပြီးတော့လှုပ်ဆောင်နေကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့အပြောဆိုတွေကျွန်တော်ရဲ့အနေထိုင်တွေကျွန်တော်ရဲ့အကျင့်ကြံတွေကျွန်တော်ရဲ့အသွားလာတွေကျွန်တော်ရဲ့အစားအသောက်တွေကစเนาะကျွန်တော်ကတော့ရှင်ဖခင်သခင် စိတ်နှလုံးသားထဲမှာဖျားရှိတဲ့တက်တာနဲ့မရှင်းတမ်းပဲနဲ့ထင်းရဆိုင်ပြီးတော့ထင်းရပြောပြီးတော့ထင်းရလှုပ်ပြီးတော့ကိုထင်းရကိုလှုပ်လှုပ်နေပြီးတော့ကျွန်တော်ကတော့ရှင်ပြောဆိုနေမယ်သွာလာနေမယ်ဆိုရင်တော့ဒီနေ့ချစ်တဲ့မိတ်ဆွေဖျားသားသမီးဘယ်လိုလုပ်ပီတာနိုင်မလဲဖျားသခင်တကယ်မိမိရဲ့အသက်တာမှာရှိတယ်လို့ဘယ်လိုပြောလို့ရမှာလဲဒီနေ့ကျွန်တော်ကိုယ်တိုင်ကအများကြီးစင်ချင်ရမှာတော့ဒီနေ့ကျွန်တော်အားလုံးကပြောတာပြောနေကြတယ်ဟောတာဟောနေကြတယ်ဒါမှမဟုတ်ဘာဖြစ်လဲလှုပ်တော့တခြားပြောတော့တခြား တို့ကတော့ချင်းထင်ရဆိုင်ပြီးတော့လုံနေကြတာတွေ့ရနေမယ်။နော်ရှေ့မှာတော့ဖရာဖရာနောက်မှာတော့ကိုကလက်ကကာယကာယဆိုသလိုပဲဒီနေ့ဗဇက်ကဖရာဖရာလက်ကကာယကာယဘဝမျိုးတွေရောက်နေကြတယ်။ပြောတဲ့ခါကျတော့ဖရာတရားကြောင်းကိုတော့ဟောနေကြတာတက်တည်ခံနေကြခုလိုကျွန်တော်ကြည့်လိုက်ခါမှာအာအွန်လိုင်းပေါ်မှာပဲကြည့်ကြည့်ဘယ်နေရာမှာဖြစ်ဖြစ်ကျွန်တော်အားလုံးကတော့ချင်းကွင်းထဲမှာပဲဖြစ်ဖြစ်မြေပြင်မှာပဲဖြစ်ဖြစ်ဟောနေကြတာပဲပြောနေကြတာပဲဒါမဲ့ကျွန်တော်အားလုံးရဲ့ဖရာသခင်ရဲ့သားသမီး ဘာလို့ပြောပြီးတော့သူတစ်ပါးလည်းမှာကျွန်တော်အထင်ပေါ်ကျော်ကြောက်အောင်ဘလောက်ပဲဟောနေပါစေတမချမ်းသာလည်းမှာပဲဖြစ်လေဘလောက်ပဲဟောနေပါပြီအတန်မီတော့တဘိုးခရခဲ့တဲ့တကယ်လင်ကွင်းတန်ခဲ့တော့ပဲဘာမှနားကြီးပြီးတော့ပျောက်သွားနိုင်မယ်ဘာကြောင့်လဲကိုကဖျားတရားနဲ့ဖျားသခင်ရဲ့တာသမီပိတာဆိုတဲ့အသက်မရှင်ပြဘူးเนาะဟောတော့ဟောတယ်ပြောတော့ပြောတယ်ကျွန်တော်စားတာကတခြားတောက်တာကတခြားเนาะပြီးလို့ရှိရင်နေပုံထိုင်ပုံကလည်းပဲမိမိရဲ့အသက်တာမှာဖျားသခင်ရဲ့ ရဲ့အလိုတော်နဲ့ကန့်ညီတဲ့တက်တာနဲ့မနေထိုင်ဘူးဆိုရင်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဘလို့လို့ဘုရားဘုန်းတော်ထင်ရှားနိုင်ပါလေ။ဒါကြောင့်ဒီနေ့ကျွန်တော်ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ထင်ရှားဆိုင်ပြီးတော့ကိုထင်ရှားလုံနေရင်တော့ဘုရားသားသမီးခရစ်တော်၌ရှိတဲ့တက်တာနဲ့ရှိတယ်လို့ဘယ်လို့မှပြောနိုင်မှာမဟုတ်ဘူး။ဒါဆိုရင်ခရစ်တော်၌ရှိတဲ့စိတ်နှလုံးသားဟာဆိုရှင်ဘလို့မျိုးစားလဲလို့မေးမေးကောင်းမေးလိမ့်မယ်။ဒါကြောင့်ခရစ်တော်၌ရှိတဲ့စိတ်နှလုံးသားဟာနံပါတ်1စိတ်နှိမ်ချမှုစိတ်နှုညတိမ်မွေ့မှု ရှိရမှာဖြစ်တယ်။ နံပါတ်2ကတော့ရှင်အကျဉ်းနာမေတ္တာကရုဏာပွားများတဲ့လူအမျိုးဖြစ်ရမယ်လူသားမျိုးဖြစ်ရမယ်ဒါမကမနဲ့နံပါတ်3တစ်ချက်ကတော့ရှင်ကျွန်တော်ကတော့ရှင်သူတစ်ပါးအပေါ်မှာတော့ရှင်တနာမယ်ငဲ့ညာမယ်ခွင့်လွတ်တတ်တဲ့သူဖြစ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါမှသာလျှင်ခရစ်တော်ကျွန်တော်နဲ့အတူရှိနိုင်မှာဖြစ်တယ်ခရစ်တော်ရှိတဲ့စိတ်လုံးသားသည်လုံးဝပြုတယ်စိတ်နှိမ်ချခြင်းရှိရမယ်စိတ်နှူးညံ့ပိန်မွေခြင်းရှိရမှာဖြစ်တယ် ခရစ်တော်၌ရှိတဲ့စိတ်နှလုံးသားဆိုရှင်အကျဉ်းနာမေတ္တာကရုဏာများတဲ့ပွားများတဲ့သူဖြစ်ရမယ်နော်သူတို့ဘာကိုတွေ့ရင်ကျဉ်းနာတတ်တဲ့နှလုံးသားနဲ့ကုညီတတ်ရမယ်သူတို့ဘာကိုတွေ့တဲ့ကောင်မှဆိုရှင်မေတ္တာထားပြီးတော့ကွယ်ကာပေးရမယ်စောင့်ရှောက်ပေးရမယ်ပြီးလို့ရှင်ဖေးမပေးရမယ်သူတို့ဘာကိုတွေ့ရတဲ့ကရုဏာစိတ်သက်ဝင်ပြီးတော့သူ့ကိုဘယ်လဲတကယ်ပဲမြင့်မြတ်လာအောင်တကယ်ပဲသူ့ကိုတကယ်ပဲကောင်းမြတ်တဲ့စိတ်နဲ့သဘောထားတွေနဲ့သူ့ကိုကူညီမဆနိုင်မှာဖြစ်တယ် ကျွန်တော်တို့ရှင်သူတော်ဘာပေါ်မှာဆိုရှင်တကယ်ပဲတနာတတ်တဲ့စိတ်တွေငဲ့ညာတတ်တဲ့စိတ်တွေသူတော်ဘာပေါ်မှာဆိုရှင်ဘယ်တော့မှချီနှောင်ထားခြင်းမရှိဘဲနဲ့ပါမယ်လေကျွန်တော်ရဲ့စိတ်နှောင်းသားကခွင်းလွတ်တတ်တဲ့စိတ်တွေရှိနေမယ်ဆိုရင်ဒါဟာကျွန်တော်တို့အတွက်ရှင်ခရစ်တော်ကျွန်တော်တို့နဲ့အတူရှိပြီးတော့ကျွန်တော်စိတ်နှောင်းသားထဲမှာခရစ်တော်ဂိမ်းအောင်တဲ့အသက်တာနဲ့ကျွန်တော်ကရှင်သန်နိုင်မှာဖြစ်တယ်ဒီနေ့ချက်တက်မိတ်ဆွေပေါ့လို့ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးတရားဟောဆရာတွေတချို့ပြောကြတယ်မဟုတ်လားနော်ငါဆိုရှင်ငါ ငါကဥပုပ်ဆောင်နေပဲငါလက်တီကတော့ဥပုပ်မဆောင်ဘူးဆိုပြီးတော့တချို့ကပြောကြတယ်ဟုတ်တယ်မလားနော်ငါပါဇက်ကတော့ဥပုပ်ဆောင်နေပေမဲ့ငါလက်တီကတော့ဥပုပ်ဆောင်မဆောင်ဘူးတဲ့နော်ဘာကြောင့်လဲတန်ပြန်အာတန်ကြံပြီးတော့တက်ရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုတခါလေကျွန်တော်ကအာလို့ကြွေးကြော်ပြီးတော့ပြောနေရတာဖြစ်တယ်ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖခင်သခင်ရဲ့သားသမီးတွေရဲ့အသက်တာယေရှုခရစ်တော်ကျွန်တော်စိတ်နှလုံးထဲ၌ခိုးအောင်တဲ့အသက်တာခရစ်တော်၌ရှိပြီလို့ပြောနိုင်တဲ့အသက်တာဒီနံပါတ်1စိတ်နှိမ်ချခြင်းစိတ်နှုံညံ့တုံခြင်းတိတ်မွေ့ခြင်းနံပါတ်2ဘာလို့ရမလဲ အကျဉ်းသာမေတ္တာကရုဏာပွားများတဲ့လူသားဖြစ်ရမယ်။နံပါတ်3ကျွန်တော်အားလုံးကသူတစ်ပါးအပေါ်မှာတနာမယ်၊ငဲ့ညာမယ်၊ခွင့်လွတ်တတ်တဲ့စိတ်နေသဘောထားရှိရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရသက်တာသည်သူတစ်ပါးအပေါ်မှာကုညီမဆတ်တတ်တဲ့လူသားမျိုးဖြစ်မယ်ဆိုရင်တော့ဒီနေ့ကျွန်တော်အားလုံးရအသက်တာသည်ဘာနဲ့ဘယ်သူနဲ့ရှိတဲ့ခရစ်တော်ကျွန်တော်စိတ်နှလုံးသားနိုင်ရှိတဲ့ ဖရားရဲ့သားသမီးအသက်တာနဲ့ကျွန်တော်ကရှင်သန်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ကိုယ်တိုင်ကဒီနေ့မေကွန်လေးကိုသင်ကိုယ်တိုင်ကပြန်ပြီးတော့အတိနဲ့ပြန်ဖြစ်ပါ။ဘာကြောင့်လဲဆိုတော့ကျွန်ုပ်စိတ်နှလုံး၌ခရစ်တော်ရှိပြီလို့ပြောနိုင်ပြီလားလို့ပြောတဲ့အခါမှာယနေ့ချစ်တဲ့မိတ်ဆွေသင်ရောပြောနိုင်ပြီလားကျွန်တော်လည်းပဲကျွန်တော်ကိုယ်ကိုပြန်မေးတယ်ကျွန်တော်လည်းပဲပြောနိုင်ပြီလားဆိုတာကိုကျွန်တော်ကိုယ်ကိုပြန်မေးတယ်လို့ယနေ့တယောက်နဲ့တယောက်ဒီမေကွန်လေးတွေကိုအပြေပေးပြီးတော့တကယ်ပဲ ခရစ်တော်၌ရှိပြီလို့ကျွန်တော်တို့ရဲ့စိတ်နှလုံးခရစ်တော်၌ရှိပြီလို့ပြောနိုင်တဲ့သူများအရောက်တိုင်းဖြစ်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်တိုင်းဘုရားသခင်ကိုတကယ်ယုံကြည်အားကိုးပြီးတော့ဘုရားသားသမီးရှိတဲ့နဲ့နော်စိတ်နေသဘောထားတင်တဲ့တကယ်ရှင်းတတ်နိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပါစေ။